ထိုင်းနိုင်ငံမှာရဲတပ်ဖွဲ့ရဲ့လေယာဉ်ငယ်တစီးပင်လယ်ကမ်းခြေနားကို ပြတ်ကျခဲ့ရာကအနည်းဆုံး5ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ထိုင်းရဲ့ Bangkok Post သတင်းဌာနကဟွာဟင်လေစိတ်နာကကမ်းလွန်ရေပြင်ကိုပြတ်ကျခဲ့တဲ့လေယာဉ်မှာလေယာဉ်မှူး3ဦးအပါအဝင်5ဦးသေပြီးတဦးပျောက်ဆုံးနေတယ်လို့ဖော်ပြထားပါတယ်။တချို့မီဒီယာတွေမှာတော့အသေးအပြောက်ကို6ဦးလို့ရေးသားထားတာတွေ့ရတာပါ။ဒီနေ့ April 25ရက်မနက်ပိုင်းက လင်းရင်ဟာဖက်ချပူရီပြည်နယ်6 M ခရိုင်တဲကထိုင်းပင်လယ်ခွေကမ်းလွန်မှာပြတ်ကျခဲ့တာလို့ဆိုပါတယ်။လင်းရင်ပြတ်ကျတဲ့နေရာဟာ Baby Green ဟွာဟင်းဟိုတယ်နဲ့တိတ်မဝေးဘူးလို့လည်းသိရတာပါ။လင်းရင်ဟာလေ့ကျင့်ရေးအတွက် Ladies and တပ်ဖွဲ့ဝင်တချို့ကိုတွားရောက်ခေါ်ဆောင်ဖို့ပြန်တက်ပြီးမကြခင်မှာပဲပြတ်ကျခဲ့တာလို့ဆိုပါတယ်။လင်းရင်ပေါ်မှာလင်းရင်မှု3ယောက်ဆက်ပြင်အရာရှိ2ယောက်နဲ့လင်းရင်အင်ဂျင်နီယာ1ယောက်တို့လိုက်ပါသွားခဲ့တာပါ။တိတ်ဆုံးသူတွေထဲမှာရဲမှုကြီးအဆင့်အရာရှိကြီးတအူးလဲပါဝင်ခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေကလေရင်ပြက်ကြအပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုအ мян ဆုံးတုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်းပြောပါတယ်။လေရင်ပြက်ကြရမှုအကြောင်းရင်းကိုတိတိကျကျမသိရသေးဘဲစုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်လုပ်ဆောင်နေစေဖြစ်ပါရဲ့ရှင်။